का दास हो जाऊँ အကောဗုဒ္ဓအကောဓမ္မောအကောတန်ကောအနုတ္တရောလောကမှာမြင့်မြတ်ဆုံးဖြစ်တဲ့ဘုရားယရဏတရားယရဏသံဃာယရဏယရဏမြတ်သုံးပါးပေါင်းထုတ်ဤဂုံကြီးကိုယုံကြည်စွာဖြင့်ယုတိမြတ်တို့လက်ဆုံးမိုး၍ ရှိခိုးပူဇော်ဖုံမြော်မှချော်ကတော်ကြရသောကောင်းမှုကုသိုလ်ကံစေရနာတတ္တပညာဝရိယစွန်အားတို့ကြောင့်မိမိတို့လိုလားအတောင်းတအပန်းစီရမြတ်တို့အတော်မအိုမနာမတိအမြဲနေရဖြစ်သောမဖို့နိဗ္ဗာန်ကိုဤဘဝဤခန္ဓာဤသာသနာတွင်မှပင်လေမိမိတို့အာထုတ်ဆဲအာထုတ်လက်တန်းဖြစ်သော ဒါနတိလစေရနာကံနှင့်တကဝဝိပဒနာဉာဏ်သည်လျင်မြန်စွာမြင့်ညာသောကျေးဇူးပြု၍နိဗ္ဗာန်ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေ။ဒီနေ့သာသနာတော်သက္ကရ2569ခု လူဝဟာရကောဇာတက္ကရ1389ခုနှစ်တော်လပြည့်ကျော်3ရက်နေ့ဒီနေ့9ရက်12လ2025ခုပြည်ပြည်နယ်ဖမ်းမြို့ထောင်ဝိမကဝိပဒနာဓမ္မဟိတာတွင်နေဆင်ခြင်းပါလဲရှိတဲ့ခွန်ဧတာဒုလုပိကျင့်စဉ်တရားစခန်း ဒီနေ့အမတ္တဒါနဓမ္မဒါနအဖြစ်လူတန်းတဲ့လူရှင်မိသားစုများမှာမေဂန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်အယ်လီမြို့နေကွယ်လွန်သူဒေါ်ဆန်းဆန်းဤ60နဲ့ပြည့်မွေးနေ့ထိမ်မှအဖြစ်သမီးခရစ်စနီးယားနဲ့တာရှာလက်တို့မှလူတန်းချင်းဖြစ်ပါတ လူရှင်မိသားစုများကိုကြမ်းမာလို့စိတ်ချမ်းသာကကောင်းကျိုးချမ်းသာတွေပြီးွားကြပါစေကိုယ်လုံးလေးပြီးတော့ဒေါက်တာခရိယံလည်းပဲဖြစ်လျာဘုံနာနာကမြင်နေကြနေသာဓုခေါ်ဆိုနိုင်ပါစေလို့ထူမြတ်တာပို့ပါတယ်။ဒါကြောင့်မင်းဤပန်ရှင်နဲ့တကဝအလုံးသောဒီနေ့ ကမ္မထဝင်လုပ်ငန်းဝင်ကြကုန်သောယောဂီတော်ရှင်ပေါင်းတို့အားဘုန်းကြီးတို့ဒီနေ့ဟောပြီးခြင်းတဲ့တရားလေးတစ်ပိုက်ကဘုရားရှင်အက္ကတဝါကကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာနဲ့ရှင်အာနန္ဒာတို့အကြောင်းခံပြီးတော့ဟောတော်မူခဲ့တဲ့မဟာဝိကသံယုတ်ပါဠိတော်သောတာပန်တိသတ္တပန္နသံယုတ်ကလာရှိတဲ့ သာရိပုတ္တသုတ္တံကိုရှိခံပြီးတော့အရိယာဖြစ်ဖို့ကြိုးစားကြုလို့ကောင်းစီတတ်ပြီးဟောကြားညွှန်ကြည့်ကြမှာဖြစ်ပါလားအရိယာဖြစ်ဖို့ကျင့်သုံးစုပါတယ်လေအမိတရားတော်မြတ်ကိုဟောကြားနာကြားကြင်ညိုကြမှာမို့ဘုရားရှင်ကအာယုံပြည့်၍ ဗုဒ္ဓံဥတ္တိပွားများကြီးပြီဖြင့်အာယုံပြုထနမောတိဗုဒ္ဓဝိရတုနမောတိဗုဒ္ဓဝိရတုဝိရလုံလာဝရိယကြီးမားလာစွာသောဗုဒ္ဓရှင်တော်မြတ်ဖေယဝိရအာရမ္မလုံလာဝရိယကြီးမားစွာဖြင့် လေသိရှင်နှင့်ကဘာတသိမ့်ပါရမီတော်မြတ်ကိုဖြစ်ကျင်းတော်မူခဲ့၍ချောင်းတဲ့တိုင်တိုင်ဒုက္ခရစရိယာကျင့်သုံးကဖြင့်လာပင်ညူတာညာတော်မြတ်ကြီးကိုရရန်ကျင့်သုံးတော်မူခဲ့ပါတော်မြတ်စွာဘုရားနေရှင်တော်မြတ်ဖရာအောင် မေယမကံသစ္စာလေးတန်တရားမှကိုသိလုံးမြင်လုံးမြင်မောပြုလို့ကြကုန်သောဘုရားတပည့်တော်တို့ဤနမောရှိကိုခြင်းသည်အတုဘဝတုစင်စေမသွေဖြစ်ပါစေတည်းမြတ်စွာဘုရားဝိဟာအရဘလုံးလာဝရိယကြီးမားလာစွာသောဗုဒ္ဓရှင်တော်မြတ်ဖရာဒီရှင်တော်မြတ်ဖရာအမေယမကံဘုရားတပည့်တော်တို့ဤ နမောယုတိမြတ်လို့မညကျိုးဝေရှိကိုခြင်းတိအထုဘဝတုစင်တဲ့မတွေဖြစ်ပါစေတတိမြတ်စွာဘုရားဘုရားဟေဒီနာသစ္စာဝဇိနာဤသို့နှုတ်တံဖို့တုတ်ပြန်ရဟောမှန်သောဝဇိသစ္စာပဏာမဇဂါကို ယုပတရတောကုသိုလ်စေရနာတရာစွန်အားတို့ကြောင့်တမ္ပိမိလိုရရနှပြပြပြမမကျွင်းကပိဥသောလုံးစုံလည်းပြေကုံသော ပါဏီနောယနေ့ယခုအမတ္တဒါနဓမ္မဒါနဓမ္မပူဇာကုသိုလ်ရှင်မိသားမွေးနေ့ရှင်မိသားစုများနဲ့အားလုံးသောယောဂီသူတော်ကောင်းများ ရွာသူရွာသားများရက်ခွေသူရက်ခွေသားများမြို့နယ်သူမြို့နယ်သားများပြည်နယ်သူပြည်နယ်သားများတိုင်းသူတိုင်းသားများမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများကဘာသူကဘာသားတို့သည်တပ္ပအန္တရာယောလုံးစုံသောဘိဗ္ဗအန္တရာယံသွမန္တမြတ်တို့သည်ဝိညာသံတို့ပိညာဘိတ္တိယေမတင်တကဲ့သို့ကင်းစင်လွင်ပြောင်းနေကြပါစေဦးတည်း သဗ္ဗအာန္ဒရာယောရောဂန္တရာကတ္တန္တရာကဒုဗ္ဗိကတိသောကကြည်သုံးပါးပေါ်မှာလုကင်းကြကုန်လျင်ဒုက္ခမင်္ဂလာနိကောင်းကျိုးရှံသာ မင်္ဂလာပေါင်းတို့သည်ဘဝတုယနိကသာနိဗ္ဗာန်ကိုမြင်မှောက်သည်ဘဝတိုင်အောင်စိတ်ရှင်လန်း၍ကြံကြံမာမာချမ်းချမ်းသာသာရှိနိုင်ကြပါစေကုန်သတည်း ချမ်းချမ်းသာသာလေးထိုင်ဖယားရှင်ဤအဆုံးအမဆိုတဲ့ဗုဒ္ဓပါဝါဇနသံဃပါဝါဇနမြတ်စွာဘုရားရဲ့ဆုံးမတရားတော်ဟာ ဆုံးမဒေသနာတော်မြတ်သည်ဟောတဲ့ပုဂ္ဂိုလ်ကိုရောနာယူတဲ့ပုဂ္ဂိုလ်တွေကိုရောစိတ်ချမ်းသာစေသလားပူလောင်စေတတ်သလားစိတ်ကိုညည်းအေးစေတတ်တယ်ပေါ့ဘာဖြစ်လို့လဲလို့ဆိုတော့တရားဆိုတာက ဟောတဲ့ပုဂ္ဂိုလ်ကလည်းပဲလောဘဒေါသမောဟတွေငြိမ်ပြီးတော့ဟောရပြီးတကယ်သို့တရားနာယူတဲ့ပုဂ္ဂိုလ်ကလည်းပဲလောဘဒေါသမောဟတွေငြိမ်ဤသောစိတ်ဖြင့်တရားကိုနာရဟုတ်လားကိလေသာငြိမ်းတော်မူသောမြတ်စွာဘုရားရှင်သည်ကိလေသာငြိမ်းတဲ့တရားကိုဟောတော်မူခဲ့ပါတယ် ထိုအတူပဲမြတ်စွာဘုရားရှင်ရဲ့တပည့်သာဝကတို့သည်လည်းပဲဝိတ္တရာဂပုဂ္ဂိုလ်ဖြစ်ဝိတ္တရာဂောဝိတ္တတောသောဝိတ္တမောဟောအနာတဝောအနာတဝောအာတဝောကိကွာတော်မူကြကုန်သောယဟန္တာမထေမြတ်ကြီးတို့သည်ဝါအနာတဝောအာတဝောကိအောင်ကျင့်သုံးတော်မူကြကုန်သောသံဃာတော်ရှင်မြတ်တို့သည် ဝိတ္တရာဂောရာဂတရားတိချုပ်ငြိမ်ယုတ်သိမ့်ပြီးတော့နေပါပြီဝိတ္တရာဂောရာဂတရားတိချုပ်ငြိမ်အောင်ကျင့်သုံးတော်မူကြပါပြီဝိတ္တတောသောဒေါသတရားတိငြိမ်တော်မူကြပါပြီကုန်၏ဝိတ္တတောသောဒေါသတရားတိငြိမ်အောင်ကျင့်သုံးတော်မူကြပါပြီကုန်၏ ဝိဒမောမောတရားတေချုပ်ကြီးယုတ်သိမ့်တော်မူကြပါဘေကုန်ဤဝိဒမောမောတရားတေချုပ်ကြီးအောင်ကျင့်သုံးတော်မူကြပါဘီဘုရားရှင်ရဲ့အစုံအမကိုလိုက်နာကျင့်သုံးလေရှိကြတဲ့သံဃာတော်ရှင်မြတ်တို့သည်ရာဂတိငြိမ့်နေကြတဲ့ဒေါသတိငြိမ့်နေကြတဲ့မောဟတိငြိမ့်နေတဲ့ ရာဂဒေါသမောဟတရားတွေချုပ်ငင်းယုံသိအောင်ကြင်ကြံပွားများအထုတ်တော်မူကြတဲ့တွေ့တတ်ကြောင့်သုတ္တံဃာတော်ရှင်မြတ်တို့သည်ယဝေယနိမယူဆောင်လာသော အလူပစ္စည်းကိုလည်းအလူခံထိုက်တယ်မိမိတို့စားသုံးမဲ့စုဆောင်ထားသောပစ္စည်းဥစ္စာလိုပဲကိုတို့ကိုလည်းပဲအလူခံထိုက်တယ် ။တမလွန်ဘွားကိုရည်စွပြီးလူတတ်တဲ့အလူကိုလည်းအလူခံထိုက်တယ်။လေဥအင်တလေးစလီနှုတ်တန်ရှိတိုင်းတဲ့ကုသိုလ်ကောင်းမှုကိုစိုက်ပျိုးရန်လေယာမြေကောင်းသဝယ်နဲ့တူတယ်။ဘယင်းတို့တန်ခါကိုတန်ခါတော်မြတ်တို့ရဲ့ဂုံကို အာယုံယူရတယ်နော်။ ပုဂ္ဂိုလ်ကိုအာယုံယူရခြင်းမဟုတ်ဘူးတန်ခါရဲ့ဂုံကိုအာယုံပြုရဂုံကိုအာယုံပြုရတယ်။ဘာဖြစ်လို့လဲဆိုဘုရားသောတော်သာသောတော်တန်ခါတော်ရှင်မြတ်တို့သည်သုပရိပါဏကိုဥစုပရိပါဏကိုညာပရိပသမိစီပရိပါဏပို့ဒီဂုံတို့ကိုဆောင်ထားတော်မူကြတယ်ပြည့်စုံတော်မူကြတယ် ြည့်စုံအောင်ကျင့်သုံးတော်မူလေရှိကြဘုရားသားတော်သံဃာတော်အရှင်မြတ်တို့သည်သောပရိပန်သောကောင်းသောကျင့်ကိုကျင့်သုံးတော်မူကြတဲ့အရှင်မြတ်တွေပါရကကောင်းသောအကျင့်ကိုကျင့်သုံးတော်မူကြတဲ့သံဃာတော်တွေ ကိလေသာခေါင်းပါတဲ့အကျင့်ကိုကျင့်သုံးတော်မူရတဲ့သံဃာတော်ရှင်မြတ်တွေပရိယတိဓမ္မကိုဆောင်ပြီးတော့ပฏิမတိဓမ္မကိုကျင့်သုံးတော်မူကြတဲ့သံဃာတော်ရှင်မြတ်တွေဖြောင်းမတ်တော်အကျင့်ကိုကျင့်သုံးတော်မူကြတဲ့အကျင့်မြတ်တွေမျက်စီမှာပရိပရလန်းဖြင့် မေဖို့နိဗ္ဗာန်ရောက်ကြောင်းတရားတော်မြတ်ကိုဖြောင်းမတ်စွာကျင့်သုံးတော်မူကြတဲ့ရှင်မြတ်တွေမေအားလျော်သောအကျင့်ကိုကျင့်သုံးတော်မူကြတဲ့သံဃာတော်ရှင်မြတ်တွေပရိယမကိနဲ့ပฏิပပฏิပမကိနဲ့ပရိယတ္တိဓမ္မတွေကိုဆောင်းတော်မူ၍ဩနိဗ္ဗာန်ချမ်းသာကိုကြွတော်မူကြတဲ့သံဃာတော်ရှင်မြတ်တို့သည်အောင်နိယဂုံနေပောင်းနိယဂုံနေ ထို့တို့ဂုံတွေနဲ့လည်းပြည့်စုံတယ်တဲ့ဒါကြောင့်မလို့ကုသိုလ်ကောင်းမှုတကူပြုလုပ်တဲ့အခါကာလမှာဘယ်ဆရာတော်ကိုလူတယ်လို့အာယုံမပြုပါဘဲနဲ့တန်ခါဆိုတဲ့စိတ်လံသာဆိုတဲ့အာယုံကိုအမြဲတမ်းပြည့်ရ ။အော်ဘုရားသားတော်သံဃာတော်ရှင်မြတ်တို့ဒီကဘာလို့ရပฏิပတ်တရားကိုကျင့်သုံးတော်မူရတဲ့ရှင်မြတ်တွေဘုရားသာသနာတော်မြတ်ကြီးကိုဝိုင်းဝန်းပြီးတော့စောင့်ရှောက်တော်မူရတဲ့သံဃာတော်ရှင်မြတ်တွေသာသနာဘုရားပြိဋိဘတ်ဆံပြီးတဲ့ဒီကနေ့တည်းတန်တဲ့သာသနာမကွယ်ရအောင် ပရိယပရိပတ်သာသနာနည်းကိုဆောင်တော်မူကြတဲ့သံဃာတော်ရှင်မြတ်ဒီပါရကားလို့သံဃာတော်အရှင်မြတ်တို့ရဲ့ဂုဏ်ကို အာရုံပြုရတယ်။ဒုသံဃာတော်ရှင်မြတ်တို့သည်လက္ခဏတော်ဘဂဝတာဓမ္မမြတ်စွာဘုရားဆုံးမတဲ့တရားတော်မြတ်တို့ကို လိုက်နာကျင့်သုံးပြီးတော့ဩမြတ်စွာဘုရားဆုံးမတဲ့တရားတော်ဒီကောင်းသောအကျင့်ကိုကောင်းသောတရားတွေပါလားတန်တိတိကသမ္မာပတ္တိကိုယ်တိုင်ကိုယ်ကျကျင့်ပြီးတော့နေရမယ့်တရားပါလားဘုရားဆုံးမတွေရအကလေးကအခါမလင့် ထိုတရားတော်မြတ်ကိုနာယူမဲ့သားချင်းသုံးနဲ့ချင်းသုံးနဲ့မှာရှင်းချင်းအကျိုးပေးတယ်။အိပါတိကလာလဲရှုလဲလို့ပြောဆိုထားတဲ့ဘုရားအဆုံးအမတွေ။ဩမဏီကိုစိတ်တဲ့နှလုံးသားထဲမှာကျင်ပြီးတော့ဆောင်းထားရမယ်တရားတော်တွေ။ဘေဇတံဝိရိတပဝိညုံဟိ ပညာရှိတဲ့ပုဂ္ဂိုလ်တို့သာလေဒီတရားတော်မြတ်ကိုသိနိုင်တယ်ပညာမဲတဲ့ပုဂ္ဂိုလ်တွေတရားတော်မြတ်ကိုမသိနိုင်ဘူးတဲ့ဒါတရားတော်မြတ်ရဲ့ဂုဏ်တော်တွေသောတုဥပုလိုက်ဥကပူဇော်တတ်တဲ့သုံးလောက်ကထောတတ်သဗ္ဗညုတမြတ်စွာဘုရားရှင်ရဲ့ဂုဏ်ကိုလမ်းကြည့်ပြန်တော့အရဟံဂုဏ်တွေ သမ္မာသမ္ဗုဒ္ဓဂုံတွေဝိဇာစရဏသမ္မနာဂုံတော်တွေဂုံတော်တစ်ပတ်ခြင်းတည်းဤတစ်ပတ်ခြင်းတစ်ပတ်ခြင်းအာယုံပြုကြည့်ပေါ့လူမင်းနမင်းမြမမင်းတို့ဝဇင်းခေါ်ရောက်ပူဇော်ထုတ်ခံရတော်မူတဲ့တော်မြတ်စွာဘုရားအလုံးစုံသောတရားတော်မြတ်ကိုဆရာမကိုသင်ယံပူညာတော်မြတ်ပင်သူမြင်တော်မူတော်မြတ်စွာဘုရားပါရကအတိညာဝိဇာခြင်းစရဏတို့ပင်ပြည့်စုံတော်မူတော်မြတ်စွာဘုရား ကောင်းသောစကားကိုမင်းတော်မူသောမြတ်စွာဘုရားမတော်မူအာဟုသောကမန္တမြတ်တို့ကိုစိတ်ခွေရမှလည်းပြုတော်မမူခြင်းစီတော်မမူသောမြတ်စွာဘုရားလောကသုံးပါးကိုသိမြင်တော်မူသောမြတ်စွာဘုရားဆုံးမထက်သောပုဂ္ဂိုလ်တို့ကအတုမရှိဆုံးမတော်မူတတ်သောမြတ်စွာဘုရားလူအပေါင်းနဲ့အပေါင်းပြန်မှာပေါင်းတဲ့ဝဆင်းကိုရောက်ပူဇော်အထူးကိုခံတော်မူတဲ့တော်မြတ်စွာဘုရား သစ္စာလေးတန်တရားမကိုဆရာမကိုတရားမဉဏ်တော်မြတ်ပြည့်သိမြင်တော်မူသောမြတ်စွာဘုရားဣန္ဒရိယဓမ္မတတိရိကမ္မပယတ္တမိဘုံလျှောက်လီနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဘုရားရှင်ရဲ့ဂုဏ်တော်ကိုးတံကိုးဖြာသောဂုဏ်တော်တို့ကိုကြီးညိုတတ်ရတယ် ဂုံတော်တပတ်ချင်းတပတ်ချင်းအာယုံလေးပြုပြီးတော့ဘုရားရှင်ကိုပူဇော်ရတယ်။ဘုံတော်ဆိုတာကအာယုံ ပြုဖို့အတွက်ဘုရားရဲ့ရုပ်ပွားတော်တွေဆိုတာအာယုံပြုဖို့အတွက်သာစိတ်တဲကပွားများရမှာကဂုံတော်ကိုပွားရမယ်။ဟုတ်လား။ဘုံတော်ကအဓိကပဒါနာ မကြဘူးဂုံတော်ကအဓိကပဒါနာကြတယ် ဘုရားရှင်ရုပ်ပွားတော်ရှိရှိမရှိရှိဘယ်နေရာရောက်ရောက်ဘာလို့တက်ရမလဲဘုရားရှင်ဘုရားရှိခိုးတက်ရမလဲတရားတော်မြတ်ကိုရှိခိုးတက်ရမလဲတရားတော်မြတ်ကိုရှိခိုးတက်ရမလဲသံဃာတော်